မင်္ဂလာပါခင်ဗျဒီနေ့သင်ခန်းစာမှာတော့ကျွန်တော်ကွန်ဘိုပေါင်းမှာရှိတဲ့ဘိုင်းမတ်တက်ကြောင်းကိုကျွန်တော်ဆွေးနွေးတော်မှာပဲဖြစ်ပါတယ်။ဟိုတီဆောက်မဲ့ပုံစံလေးကတော့အောက်ပါပုံစံအတိုင်းပဲဖြစ်တယ်။ကျွန်တော် level ရှိမယ်ကွန်ဘိုပေါင်းရှိမယ်အောက်မှာလည်း level ရှိမယ်ကွန်ဘိုပေါင်းရှိမယ်အဓိကထူးခြားချက်ကဘာလဲဆိုတော့ကွန်ဘိုပေါင်းနှစ်ခုကတစ်ခုနဲ့တစ်ခုဟိုချိတ်ဆက်နေရဖြစ်ပါတယ်။ဥပမာနှုတ်တတိယအပေါ်ကွန်ဘိုပေါင်းမှာတတိယကိုရွေးထဲရွေးထားလိုက်တယ်ဆိုရင်အောက်မှာရှိတဲ့ကွန်ဘိုပေါင်းက စတီနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့တန်မိုးတွေကိုကျွန်တော်ဖော်ပြရမှာပဲဖြစ်ပါတယ်ဒီမှာဆိုပန်းတင်ကပြောပြီးလင်တော်ပြီးဖော်ပြပါတယ်ဒါကြောင့်ကျွန်တော်အပေါ်ဘောက်အပေါ်ကကွန်ဘိုဘောက်ကိုနှိမ့်နှိမ့်ရဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ဆိုရင်အောက်ကကွန်ဘိုဘောက်ကအော်တိုကျွန်တော်တို့နှိမ့်နှိမ့်နဲ့ဆိုင်တဲ့ကျွန်တော်တို့ပစ္စည်းတွေကျွန်တော်တတ်မှတ်ထားတဲ့နှမ်းမြင်ပြီးတစ်ခါစီမောင်ဟာဦးနေပြောပြီးတော့ကျွန်တော်ပေါ်မှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီရလေးလောက်ဖို့အတွက်ပထမဦးဆုံးကျွန်တော်တို့ UI ဒီဆောက်လိုက်ပါ UI ကတော့ကျွန်တော်ရိုးရှင်းပါလဲ တော့ grade မတ်တက်ကိုတုံးပြီးတော့ကျွန်တော်ဒီဆောက်ထားပါတယ်။ပထမကျွန်တော် category level ဆိုပြီးတော့ကျွန်တော်ပစ္စည်းအမျိုးအစားရေးပါဆိုပြီးတော့ကျွန်တော်ပေးလိုက်တယ်။ form ကိုကြတော့ကျွန်တော်ပြည်တော်စုပြည်တော်စု၈ကိုကျွန်တော်တုံးထားတယ်။ကျွန်တော်ဆိုတင်သတ်မှတ်ပြီးတော့ my phone ဆိုပြီးတော့ကျွန်တော်ရေးလိုက်တယ်။ပြီးတော့ rosy လို့ column လေးတို့မှာထားလိုက်တယ်။နောက် horizontal spacing ကိုကျွန်တော်တစ်ဆယ်ထားလိုက်တယ်။ vertical ကိုလည်းကျွန်တော်တစ်ဆယ်ပဲထားလိုက်တယ်။ပြီးတော့ရင်ကျွန်တော်ဘယ်ညှိကျင်လို့ sticky ကို w ဆိုပြီးတော့ထားလိုက်တယ်။ ပုံမှန်တိုင်းမဲ့နော်ကွန်ဘိုဘောက်ကလည်းကျွန်တော်တို့အရင်သင်္ကန်းသားလိုပဲ TPK ခေါ်လိုက်တယ် TPK full stock combo ကနေပြီးတော့ဘယ်မှာထားမှလဲဝင်းတော့မှာထားမယ်နော်ပြောင်းပြောင်းမလဲကျင်တဲ့အတွက်ကျွန်တော်အသေးထားမှဖြစ်တဲ့အတွက် state ကို reorient လုပ်ပေးပေးလိုက်တယ်ပွက်ကိုကျွန်တော်အောက်က combo ပေါင်းနဲ့ညီသွားအောင်ကျွန်တော်25ဆိုပြီးတော့အောက်က combo ပေါင်းကိုလည်းကျွန်တော်25ပဲပေးလိုက်မယ်ဟုတ်ပြီနောက်ဆုံးမှတော့ ောက်ကကွန်ဘိုဘောက်တွေလည်းကျွန်တော်ဒီတိုင်းပဲဘော်တုံမှာကြတော့ကျွန်တော်ထူးခြားချက်ကဘယ်လိုရှိလဲဆိုတော့ဒီမှာဆို row 0 row 1 row 2ကွန်လန်ကြတော့အပေါ်မှာနှစ်ခုရှိတဲ့အတွက်ကွန်ဘိုအောက်ကဘော်တုံကိုကျွန်တော်ကွန်လန်2 row 2ကွန်လန်0ကွန်လန် spam မှာ2ဆိုပြီးကျွန်တော်ပေးလိုက်ဟုတ်ပြီနော်ဒီ program လေးကိုကျွန်တော် run ကြည့်လိုက်တော့ program လေးနာမည်ကဘာလဲဆိုရင်ကျွန်တော် example 34 ဲ့ဒီတော့ကျွန်တော်ပိုင်တော့ EHAMBN example 34 full stop py ဆိုပြီးတော့ non line ဟုတ်ပြီကျွန်တော်ပုံမှန်လေး non ထွက်လာပါဟုတ်ပြီကျွန်တော်ပထမအဦးဆုံးလောက်ချင်တာကဘာလဲဆိုကျွန်တော်အပေါ်ရွေးလိုက်တဲ့ combo ဘောက်ပေါ်မှာ move ပြီးတော့အောက်ကပစ္စည်းရွေးပါဆိုတဲ့ combo ဘောက်ကကျွန်တော် combo 2ပေါ့ combo 2ကသူ့ပေါ်မှာ move ပြီးတော့ပြောင်းလဲပေးရမှာအဲ့ဒီအတွက်ကျွန်တော်တို့က dictionary ကိုတုံးပြီးတော့ကျွန်တော်တို့ကတိကျောက်မှာပဲဖြစ်ပါတယ်။နော် dictionary တစ်ခုတိကျောက်လိုက်မယ် mind data ဆိုပြီးတော့ပေးလိုက်တယ်။စစ်သီးများထဲမှာမှာကျွန်တော်ကလက်ရှိအမှပန်းသီးငပြောသီးလိန်မော်သီးကိုကျွန်တော်ထည့်ထားတယ်။နှီးသီးနှီးရမှာခန်းကျင်သီးတခွာသီးမုံလာဥမီဆိုပြီးတော့ကျွန်တော်ထည့်ထား။ပထမဦးဆုံးကျွန်တော်တို့ကလက်ဒီမှာဆိုရင်ကြီးရှိတယ်။ mind data dictionary mind data ရဲ့ကြီးတွေကိုတော့လိုချင်တယ်ဆိုရင် အရင်ဆုံးကြီးတွေရယူမယ်ရယူပြီးသွားရင်ကြီးတွေကိုကျွန်တော်ဒီကွန်ဘို1ပေါ့ကွန်ဘို1ထဲမှာတံမိုးထည့်အဲ့ဒီတော့ကျွန်တော်ကွန်ဘို1ကိုကျွန်တော်အရင်ဆုံးကျွန်တော်ဒီမှာ level ထိုးတင်လဲဆိုရင်မလုပ်မလဲဆိုရင်အရင်ဆုံးကျွန်တော်ကွန်ဘို1ရဲ့ကျွန်တော် ban value ဆိုပြီးတော့တော့ပေးလိုက်ကျွန်တော်တို့က mind data ထဲမှာရှိတဲ့ကျွန်တော်ကြီးတွေပဲလိုချင်တယ်ကြီးတွေကဘာလဲတတိယကြီးကြီးရမယ်အဲ့ဒီတော့ကျွန်တော်တို့က dictionary data type မှာဟို method တစ်ခုရှိပါတယ် my data foo. တော့တော့ဘာရှိမလဲဆိုရင် k e y s p ဆိုပြီးတော့ဟို method ရှိပါအဲ့ k e y s p ကဘာတွေကို return ပြန်ပေးလဲဆိုရင်ကျွန်တော် key တွေကို return ပြန်လို့ key တွေကို return ပြန်ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင် list data type ကိုတော့ကြောင်းလိုက်ကြောင်းပြီးသွားရင်ကျွန်တော် combo 1 value ကိုကျွန်တော်ဘယ်မှာထည့်မလဲဆိုရင်ပုံပုံ1ရဲ့တန်ဖိုးမှာထည့်မှာဖြစ်တဲ့အတွက်เนาะဒီနားလေးမှာ B A N U E L value ဆိုပြီးတော့ဒီနားလေးထိုးလိုက်မယ်ပြီးတော့ combo 1 value ဆိုပြီးတော့ကျွန်တော် variable assign ပေးလိုက်မယ်ဟုတ်ပြီเนาะ program လေးကိုเนาะပြန်လိုက်ကြည့်လိုက်မယ်เนาะထောက်လိုက်မယ်เนาะဒီမှာဆိုရင်ဟင်းဟင်းတတိယဟင်းဟင်းများပေါ်နေဒီမှာဆိုရင်ကျွန်တော်စဆလာခြင်းဒီမှာရွေးထားတဲ့တန်ဖိုးမရှိတဲ့အတွက် ွေးထားတဲ့တံပိုးကိုကျွန်တော်ပေးခြင်းအဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုပေးမလဲဆိုရင်ကျွန်တော်ပထမအဦးဆုံးကျွန်တော် combo 1 value ရဲ့ကျွန်တော် index 0ကိုကျွန်တော်ပေးခြင်းအဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုပေးမလဲဆိုရင် combo 1 push dot เนาะဘာလို့တော့မလဲဆိုရင် index တော့မှာဖြစ်တဲ့အတွက် current ကိုကျွန်တော်တော့အောင် c u r r e n t current current မှာကျွန်တော်က0ဆိုပြီးတော့ကျွန်တော်ပေးလိုက် ။အဲ့ဒါဇီရိုလို့ပြောလိုက်တာနဲ့ဘယ်သူပြမလဲဆိုရင်တစ်ပြီးများကိုအရင်ပြမှာပဲဖြစ်ပါ။ဟုတ်ပြီကျွန်တော် run လိုက်ဒီမှာဆိုတစ်ပြီးများ။ဟောတကယ်လို့1ရင်းရင်နှင်းပြီးများများပြ။ဟုတ်ပြီဒုတိယအဆင့်နေနဲ့ကျွန်တော်ဘာရေးရမလဲဆိုရင်ဒီတစ်ပြီးများကျွန်တော်ရွေးထားတစ်ပြီးများတတိယနဲ့သက်ဆိုင်တာဘာလို့လဲဆိုရင်ဟိုတတိယမှာရှိတဲ့ကျွန်တော် value ိတ် value ကိုဘယ်လိုရအောင်ယူလို့ရမလဲဆိုရင်တတိယများကိုရပြီဆိုရင်ကျွန်တော်သူ့ရဲ့ဟော value ကိုရတယ်ဒီတတိယများမှာရှိတဲ့တန်ဖိုးအဲ့ဒီတော့ကျွန်တော်မလုပ်မလဲဆိုရင်ကျွန်တော်တော့ combo အရင်ဆုံး combo 2တော့ value ဆိုပြီးတော့ကျွန်တော်ရေးလိုက်အရင်ဆုံးတော့ dictionary ဖြစ်တဲ့အတွက် my data တတိယဆိုပြီးတော့ကျွန်တော်တိုက်ရိုက်ရေးလိုက်တော့ဒီမှာဆိုရင်တဲ့ သီးညားဆိုပြီးတော့ကျွန်တော်ရေးလိုက်ရေးပြီးသွားပြီဆိုရင်ကျွန်တော်ကွန်ဘို2ရဲ့ value ကကျွန်တော်ဘာဖြစ်သွားမလဲဆိုရင် VA VA NU A value is equal to combo 2 VA NU value ဆိုပြီးတော့ကျွန်တော်ဖြတ်သွားမှာပဲဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်စစဖွင့်လိုက်ခြင်းဆိုတော့ဘာပုံမှန်လဲလောလောဆယ်တော့ဟို ီမှာမပေါ်သေးဘူးထောက်လိုက်မယ်ကျွန်တော်ပန်းဒီငါပြောသည်လိမ်မော်ပြီးဆိုပြီးတော့ပေါ်လဲဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ဆက်ဆလာချင်းပေါ်နေတယ်ဆိုရင်ကျွန်တော်ပုံမှန်တိုင်းမယ်ပုံဘူ2 boost or curr end ကားလိုင်းအောင်သုံးပြီးတော့ကျွန်တော်ဆက်ဆာပထမဆုံးတော့ငါပြောသည်ကိုပေးခြင်းနဲ့ဗျာငါပြောသည်ရဲ့ index ကကျွန်တော်1ဖြစ်တဲ့တော့1ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီ ကျွန်တော် program လေးကိုတော့ run နိုင်မယ်ဒီမှာဆိုရင်စလာကြတဲ့ပြောစီကိုတော့ပေါ်နေဒီနေရာမှာကျွန်တော်နောက်ဆုံးအရေးကြီးတဲ့နောက်ခုအရေးကြီးဆုံးအချက်ကဘာလဲဆိုရင်ကျွန်တော်တို့ကဥပမာဟင်းသီးဟင်းရွက်ကိုနှိပ်လိုက်ပြီဆိုရမယ်ဟင်းသီးဟင်းနဲ့သက်ဆိုင်တဲ့အောက်ကောက်ပစ္စည်းတွေကိုအောက်ကောက်ကုန်ဘောက်ကတော့ပြသပေးရအောင်အဲ့လိုချိန်လိုက်ပြီဆိုကြရနိုင်ပြီးအလုံးလုံးဖို့အတွက်ဆိုရင်ကျွန်တော်ဘာသုံးရမလဲဆိုရင်တော့ဘိုင်းမတက်ကိုသုံးရမှာပါ ုံပူပေါက်မှာကျွန်တော်ဗိုင်းမတ်တက်ရှိပါတယ်အဲ့ဒီဗိုင်းမတ်တက်တော့အောင်ဘယ်ကုံပူပေါက်ကိုနှိပ်လိုက်ရင်ကြောင်းမှာလဲဆိုကုံပူ1ကိုပါအဲ့ရတော့ကျွန်တော်ကကုံပူ1 full store bin ဒီဘိုင်းဆိုပြီးတော့ရေးလိုက်သူ့ကိုဘယ်လိုရေးရမလဲဆိုတော့ string နဲ့တော့ဒီတိုင်းလေးအဆက်နှက်ဆက်တော့လောက်လိုက်မယ်လောက်ပြီးတော့ရင်တော့ကုံပူပေါက် s S E N E C T E D လက်တက်ဆိုပြီးတော့နော်ကြီးရပြီးသွားရင်တို့ဘိုင်းမသက်ရဲ့ပုံစံတိုင်းကျွန်တော်ဒီဖြစ်စဉ်ကြည့်မယ်တို့ဘလို့ action ဖြစ်သွားလဲပြီးသွားရင်ဒီ action ဖြစ်ရင်ဘယ်ခိုင်းချက်ပေါ်မှာလဲဆိုရင် my ကျွန်တော်က fan my a u n fan ဟိုခေါ်မယ်ဆိုပြီးတော့ပြောလိုက်ဟုတ်ပြီအဲ့အတွက်ကျွန်တော် my fan ကိုတိဆောက်ပေးရမှာတို့အပေါ်မှာဒီ D E F my FUNC fund ဆိုပြီးတော့ကျွန်တော်တိဆောက်လိုက်။ဘိုင်းမတ်တ်ရဲ့ပုံစံတိုင်းဘိုင်းမတ်တ်နဲ့တုံးရင်ကျွန်တော်ကတိဆောက်တဲ့ function မှာဟိုပါရာမီတာအနေနဲ့ even ပါကိုပါမယ်။ပါပြီးတော့ဆိုကျွန်တော်ရွေးလိုက်တဲ့ကျွန်တော်လက်ရှိမှာ combo ဘယ်ကောင်းကိုရွေးထားလဲဆိုတာသိဖို့အတွက်ကျွန်တော်အရင်ဆုံးမလုပ်ရမလဲဆိုရင်လက်ရှိရွေးထားတဲ့ combo ကိုကျွန်တော်သိမှရမယ်။သိမှလက်ရှိရွေးထားတဲ့ combo ကနေတစ်ဆင့်ကျွန်တော်သူ့ရဲ့ တန်ဖိုးကိုကျွန်တော်ခေါ်လို့ရမှာအဲ့ဒီအတွက်ကျွန်တော်က CUR Garden SE NE CT လက်ဆိုပြီးတော့ပေးလိုက်မယ် Combo 1လက်ရှိကျွန်တော်ဘယ်သူ့ကို select လုပ်ထားတာလဲဆိုပြီးတော့ကျွန်တော်ယူလိုက်အဲ့ဆိုရင်ကျွန်တော် PRN ဒီ print Garden တော့ select ကိုကျွန်တော် print ထုတ်ပြလိုက်မယ်ဟုတ်ပြီကျွန်တော် program လေးကိုတော့ run ပြလိုက်ဒီမှာဆိုရင်ကျွန်တော်တည်သေးညာဟုတ်ပြီအကယ်၍ကျွန်တော်ရှင်းပြရင်ညာနေလိုက်ပြီဆိုရင်တော့ဒီမှာဆိုရင် ်ရှင်းရှင်းရများများဆိုပြီးတော့လာပေါ်နေ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရွေးလိုက်တဲ့ကျွန်တော်ဆက်လက်လုပ်လိုက်တာနဲ့ combo ဆက်လက်ဟိုဘိုင်းမှာတက်နေတုံးထားတဲ့အတွက်ကျွန်တော်ဆက်လက်လုပ်လိုက်ပြီဆိုတာနဲ့တော့ရွေးလိုက်ပြီဆိုတာနဲ့ဒီမှာ diffusion လုံးလုံးမယ် diffusion လုံးလုံးတဲ့အတွက်ဟိုလက်ရှိဆက်လက်လုပ်ထားတဲ့ဟာကို print ထုတ်ပေါ့ဟုတ်ပြီကျွန်တော်တတိတိယများကိုနှိပ်လိုက်ပြီတတိတိယများပေါ်လာဟုတ်ပြီကျွန်တော်ဒီမှာဒီလက်ရှိဆက်လက်လုပ်ထားတဲ့ဟာကိုရပြီဆိုရင်သူနဲ့တက်ဆိုင်နေကျွန်တော် ကြီးကိုလည်းကျွန်တော်ရပါတယ်ဘယ်အနေနဲ့တစ်ဆင်ရမလဲ mind data နဲ့တစ်ဆင်ရအဲ့ဒီတော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ဟိုပထမဦးဆုံး combo 2ရဲ့ကျွန်တော် value ကိုပြောင်းအောင်ပါဖြစ်တဲ့အတွက်ကျွန်တော် combo 2ဘာရေးမလဲဆိုရင်သူ့ရဲ့ tempo တန်းချိန်နဲ့ CANU ရဲ့ value ဆိုပြီးတော့ဒီတိုင်းရေးလို့ရ value ကိုဘယ် value ဆိုင်အပေါ်မှာကျွန်တော်တို့ကားလန် flat ရတယ်အဲ့ဒီတော့ကျွန်တော် mind data နဲ့အောက်ကတိုင်း mind data ဘာရေးမလဲဆိုရင် CUR current flat ဆိုပြီးတော့ရေးလိုက်။ဒါဆိုရင်သူ့ရဲ့တန်ဖိုးကတော့တော့ပြောင်းသွား။ဟုတ်ပြီကျွန်တော် program လေးကိုကျွန်တော် run ကြည့်လိုက်။ဥမာဒီမှာဆိုတတိယ။ဟုတ်ပြီတော့တတိယကိုနင်းတိယမြန်တော့ train လိုက်။ဒီမှာငါပြောသေးရမချိန်ဘူး။တော့ဒီမှာထောက်လိုက်တဲ့အခါကျမှဆင်းအညင်တွေတခွာတွေကတော့ဖြစ်သွားပြီ။အဲ့ဒီတော့ကျွန်တော်ဘာပြန်လုပ်ရမလဲဆိုရင်ဒီ combo box value ကိုကျွန်တော်ကပြန်ပြီးတော့သတ်မှတ်ပေးရမှာ။အဲ့ဒီတော့ကျွန်တော်ဆက်ဆက်လာခြင်း တတ်မိုးပဲเนาะတတ်မှတ်ခြင်းလဲအတော့ကျွန်တော် combo 2 full stop เนาะဘာ Q R R E N စာနဲ့เนาะ0ပဲပေးမယ်လို့ဆိုပြီးတော့ပြောမယ်0ပဲပေးလိုက်ပြီဆိုတော့တိတိများနှိမ့်လိုက်ဘန်းဒီပေါ်မှာဟင်းဒီဟင်းများနှိမ့်လိုက်ခန်းဒီခန်းညင်ဒီเนาะပေါ်မှာပဲဖြစ်ပါဟုတ်ပြီเนาะ program လေးကို run လိုက်မယ်เนาะ program လေးကိုเนาะပိတ်လိုက်မယ်ဟုတ်ပြီเนาะပြန် run လိုက်ပြန် run လိုက်တဲ့အခါမှာเนาะဟုတ်ပြီတိ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 များ တော့ဟင်းဒီဟင်းအမြန်လိုက်လိုက်ပြီဒီမှာဆိုခန်းမြင်ပြီးတန်ပေါ်သွားတယ်နောက်ကျခန်းမြင်ပြီးနဲ့ဟိုဟင်းဒီဟင်းနဲ့သက်ဆိုင်တဲ့ဒီတံမိုးတွေတော့ပေါ်လာဟုတ်ပြီကျွန်တော်ဒီမှာပြည်ပြင်းများနိုင်ပြီဆိုရင်ထိတ်ဆုံး0ပေးထားတယ်ဒါထိတ်ဆုံးကပန်းကြီးနဲ့ဟိုလာပေါ်နေမှာပဲဖြစ်ပါဟုတ်ပြီနောက်ဆုံးအနေနဲ့ကျွန်တော်ရွေးချယ်မှုများကိုကြည့်ပါဆိုပြီးတော့တော့နှိပ်လိုက်ရင်လက်ရှိရွေးချယ်ထားတဲ့ပြည်ပြင်းများကျွန်တော်ပန်းကြီးဆိုပြီးတော့ပေါ်နေတယ်အဲ့ဒီတော့ကျွန်တော်တို့က ဘာနိုင်မလဲဆိုရင် no function ပြီးဆောက်ရမှာပေါ်တော့ nested des my c a o i c try ဆိုပြီးတော့ကျွန်တော်ရေးလိုက် my try ကကျွန်တော်အရင်ဆုံးပြန်တန်းထောက်လိုက်တော့ပြန်ဟုတ်ဒီမှာရေးလိုက်မယ် c a t e g o r y category is equal to ကျွန်တော် combo 1 full stop ကျွန်တော် gas ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ် prn နေပြန်ကျွန်တော်ဘာလဲဆိုတော့ ide and item ဆိုပြီးတော့ကျွန်တော်ပေးလိုက်မှာ item ကျွန်တော် ဘယ်လိုရွေးလဲဆိုရင်ကျွန်တော် combo 2 foods.gas ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် print ထုတ်ပြီးသွားပြီ my tribe ကိုဘယ်သူနဲ့ buy ရအောင်မလဲဆိုရင်အောက်က button နဲ့ buy မှာဖြစ်တဲ့အတွက် button သွားမယ် command c o m m a n d command my try ဆိုပြီးတော့ကျွန်တော်ရေးလိုက်နောက် program လေးကတော့ဒီရပါပဲအဓိကကျွန်တော်ဘာဘယ်အဓိကဆွေးနွေးနေတာလဲဆို combo select တဲ့ ဟိုမိုစလက်တက်ကိုတော့ dictionary တုံးပြီးတော့တော့လှလှပါပါရေးသွားတာပဲဖြစ်ပါတယ်။တော့ဒါကတော့ program code အပြည့်စုံလေးပဲဖြစ်ပါလေ။ဟုတ်ပြီ။တော့ program လေးကိုစီလိုက်မယ်။တော့ run ကြည့်လိုက်။ run ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒါဆိုရင်လောလောဆယ်ကျွန်တော်ရွေးချယ်မှုများကိုကြည့်ပါဆိုရင်စီတီများငါပြောသည်ပေါ်အောင်မှာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်စီတီများငါပြောသည်ဟုတ်ပြီ။အကယ်၍ကျွန်တော်ဟင်းဟင်းဟင်းရများတော့ခန်းကျင်လို့မဟုတ်ဘူး။တော့မော်လာဦးမီရွေးလိုက်မယ်။ကလစ်လောက်လိုက်မယ်ဆိုရင်ကျွန်တော်ဟင်းဟင်းဟင်းရများ မောင်လောင်းကြီးဆိုပြီးတော့ပေါ်မှာပဲဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးကြတာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲပြည်သူတို့ပါခင်ဗျာ